ိမ့်မြင့်နှလုံးသားအာရကျွန်တော်တည်တည်သမျှအရာအလုံးသူငယ်လန်းကလေးကတင်ခဲ့ပြီးပါပြီဘဝမှာဘလို့နေရမည်ဘာတွေလုပ်မည်ဘယ်ပုံဖြစ်ရမည်ဆိုတာတွေနဲ့ပတ်သက်၍ကျွန်တော်တည်တည်တည်ထိုက်သည့်အရာအများစုကို သူငယ်တန်းမှာကလေးကပြီးကျွန်တော်သင်ယူခဲ့ရပြီးဖြစ်သည်အသိဉာဏ်အမျော်မြင်ဟူသည်တက္ကသိုလ်ကောလိပ်ဆိုသည်တောင်ထိပ်ပေါ်မှာရှိသည်မဟုတ် မူဂျူချောင်းက ခလေးကစားသည့်တန်ကျလေးထဲမှာပင်ရှိနေပါသည်အဲ့ဒီမှာကျွန်တော်သင်ခဲ့တိနာလက်ခဲ့တာတွေအများကြီးဘယ်ရာမစိုးအများနဲ့ညဝယ်ယူရမည်မတရားမလုပ်ရဘူးသူတပားကိုမရိုက်ရဘူးပစ္စည်းတစ်ခုယူကင်ပြီးလျှင်မူလနေရာမှာပြန်ထားရမည်ကိုရှုပ်ထားသည့်အမှိုက်ကိုပါသာရှင်းရမည်ကိုဥစားမဟုတ်ဘဲမယူရဘူး ကို့ကြောင့်တစုံတယောက်ထိခိုက်နာကျင်သွားလင်တောင်းပန်ရမည်အစာမစားမီလက်ဆေးရမည်အိမ်သာသွားပြီးလေရေဆွဲခဲ့ရမည်ဘီစကစ်နှင့်နွားတို့သည်ပူပူနွေ့နွေ့စားသုံးမှ ကောင်းသည်ဘဝကိုမြတ်တဆုံလင်းစွာ နေထိုင်ရမည်စာနည်းနည်းဖတ်ရမည်အုံနောက်ကနည်းနည်းစဉ်းစားရမည်ပုံဆွဲရမည်စေးချေရမည်တချင်းဆိုရမည်ကရရမည်ကစားရမည် အလုပ်လုပ်ရမည်အားလုံးနည်းနည်းစီနေ့စဉ်လုပ်ရမည်ပြီးတော့နေ့လယ်ခင်းမှာတရေအိပ်ရမည်အပြင်ထက်လင်ရှင်အသွားလာကိုကြည်တငယ်ချင်းနဲ့လက်တွဲမခေါ်မခါ၉00ရမည်လောကကြီးတဲ့ကအန်ရောစရာတွေကိုကြည်တက်မြင်တက်ရမည်ပလတ်စတစ်ခွက်ထဲကသစ်စစ်လေးကိုတတိယအမြင့်ကအောက်ဖက်ထိုးစင်းသွားပြီးပင်စီက အပေါ်ထောင်တက်လာခြင်းသည်ဘာကြောင့်လဲဒီကိစ္စဘယ်သူမှ အဖြေမသိနိုင် ကျွန်တော်တို့ကိုယ်တိုင်လည်းဒီသစ်စစ်လေးအတိုင်းအံ့ဩစရာပြီးနောက်ရှင်ကားလေးတွေဟမ်စတာကြွက်ကြီးတွေကြက်ဖြူလေးတွေအပြင်စောစောကပြောခဲ့သည့်ပလတ်စတစ်ခွက်တွေကသစ်စစ်လေးသည်ပြီးတနေ့မှသိဆုံးရမည်ကျွန်တော်တို့ဒီလေထုံနီး၎င်းအဲ့ဒီနောက်တစ်ဆိုသည်ကောင်းလေးနှင့် ကျင်းစိုသည်ကောင်မလေးပါသည်ဖက်စာအုပ်အကြောင်းပြန်ပြောင်းတွေးကြည့်စမ်းပါသင်ပထမဆုံးသင်ရသည်သင်အတွက်အကြီးမားဆုံးဝေါ်ဟာရကပါလေ look ကြည်ပါတဲ့မှန်သည်လိုက်ရှာကြည့်ပါတည်တည်သည့်အရာမှန်သမျှအဲ့ဒီစာအုပ်ထဲတနည်းအားမှာပါသည်ကိုချင်းစာတရားပါသည်ရှင်းရှင်းမြတ်တာပါသည် တန်ရှင်းစင်ကြယ်မှုပါသည်လူတလိษံတစ်ပေနှင့်ပဝန်းကျင်တို့ဆက်ဆက်ရဲ့တည်နေပုံကို ပြသသည့်သဘောတရားကိုလည်းသူ့အထဲမှာတွေ့ရမည်နိုင်ငံရေးဤသဘောကိုလည်းတစွန်းတစိုက်ရှိစားမိရသည်အသိဉာဏ်ရှိစွာအသက်ရှင်နေထိုင်ရန်နီလမ်းများသည်လည်းသူ့ပေးထားသည်စဉ်းစားကြည့်ပါ ကဘာပေါ်မှာရှိသည် ျွန်တော်တို့လူသားတွေအားလုံးသာနေ့လယ်၃နာရီမှာကွတ်ကီးပူပူနွေ့နွေ့နွားနွပူပူလေးတောက်ခါဆောင်းလေးကုန်စီချုံပြီးတရေအိတ်ကြမီဆိုလေကဘာကြီးယခုထက်ညီမြပေါ်ကြီးအေးကျတော့ပါမည်နီတိုဒီမဟုတ်ကျွန်တော်တို့တိုင်းပြည်အသီးသီးမှာကိုကင်မိသည့်ပစ္စည်းကိုမူလားတွေ့ရှိခဲ့သည့်နေရာမှာပြန်ထားမည်ကိုရှုပ်သည့်အမိုက်ကို ကိုပြန်ရှိမည်ဟုသောမူဝါဒကိုစီတိတိကျကျ ချထားမည်ဆိုလင်ကိုဒီကဘာကြီးဘလောက်တာရလက်ပတ်တော့ပါမည်နီစဉ်းစားကြည့်သမ်းပါတင်တို့ကျွန်ုပ်တို့အသက်အရွယ်ဘယ်မျှရှိသည်ဆိုစီအပြည့်လောကကဘာကြီးတဲ့ထွက်သည့်အခါလက်ချင်းမြမြတွေ့၍မခွဲမခွာတွားကြမည်ဆိုလင်အားလုံးအတွက်ညီမြပျော်ရွှင်ချမ်းမြေ့စရာ ဖြစ်တော့ပါမည်နီအတက်ဖွဲ့စာပနအခမ်းအနားတစ်ခု ဆီမဒိုနာ၏စတုတ္တတန်းစာသင်ခန်းလေးမှာမြင်နေကြအခြားစာသင်ခန်းများနဲ့မခြားလားခလေးတွေစိုင်းစပွဲကိုစီနဲ့ထိုင်နေကြသည်ခုံတန်း၅တန်းတန်းမှာ6ခုံဆီမစပွဲကအတန်းရှိမှာကျောင်းသားတွေနဲ့မန်နေဂျင်းဆိုင်ရဲ့မှတ်တမ်းပုတ်မှာခလေးတွေစောင်းရွက်နေသည့်ကျောင်းသင်ခန်းစာအမိကိုဖော်ပြထားသည်ခြုံကြည့်လိုက်လေနော် တမန်ယူကြမူလာတဲ့စာသင်ခဲ့တခန်းလိုပင်ထင်ရသည်သို့သောဒီအခန်းထဲဝင်သည်နေပင်တခုခုတော့ထူကြသည်ဆိုတာကျွန်တော်ခံစားမိလိုက်သည်အပေါ်ရန်ကညင်သက်နေတော်လဲခလေးတွေအလုံးစိတ်လှုပ်ရှားတကြနေသည်ပဲထွန်နာကလှုပ်တဲ့ရင်ဆရာမကြီးတယောက်ဖြစ်သည်အငိမ့်စားယူရင်နှစ်နှိမ့်မြသာလူတော်သည် သူက ပုံမှန်သင်ကြားရေးအလုပ်အပြင် ျွန်တော်စီစီဆောင်ရွက်လျက်ရှိသည်ဖွံ့ဖြိုးရေးမိုးမက်တင်လန်းတို့လည်းစာနာအလျောက်တက်ရောက်နေသူ ဖြစ်သည်ဒီတင်နှန်းဤအ धिक ဥတီချက်ကចောင်းသားចောင်းသူလေးများအားကိုဝါကိုကိုစိတ်အပါဝေးစိတ်ဓာတ်ကောင်းများကဲအောင်လောင်းပြိုးထောင်လေးခြင်းပေးရန်ဖြစ်သည်ဒွနအလောက်ကတင်နှန်းတက်ရင်နှင့်တင်နှန်းကပို့ချပေးလိုက်သည့်သဘောတရားကိုစာသင်ခန်းတွင်မှလက်တွေ့အသုံးချကြည့်ရန်ဖြစ်ပြီး ကျွန်တော်ကစာသင်ခန်းတွေလှည့်လည်ကြည့်ရှုကစိတ်ရက်ရေးရာသင်ခန်းစာများလက်တွေ့အသုံးချမှု ထိရအောင်မြင်အောင်အပေးကူညီရန်ဖြစ်သည်စာသင်ခန်းနောက်ပိုင်းရှိထိုင်ခုံလွတ်တစ်လုံးမှာဝင်ထိုင်ကအတန်းကိုကျွန်တော်အခက်ခဲကြည့်နေသည်ကျောင်းသားအလုံးပင်ဆရာမပေးထားသောအလုပ်တွေအာရုံစူးဆိုင်နေကြသည် သူတို့စိတ်ကိုယ်ရသမျှကိုဘလာစာရွက်တစ်ခုတွင်ရှာရင်းနေခြင်းပင်ဘာစိတ်ကူးတွေလဲ ကျွန်တော်အနည်းရှိဆယ်နှစ်အရွယ်ကျောင်းသူလေးကသူမရဲ့ဇာရွက်တွေကျွန်မမလုပ်နိုင်သောအရာများဟူသည်ကိုတစ်ခုပြီးတစ်ခုခြာရင်းနေသည်ဘော်လုံးကိုအလဲတန်းကစားသူများထဲကြောက်အောင် ကျွန်မမကန်နိုင်ဒေဗီကျွန်မကိုခင်လာအောင် ကျွန်မမလုပ်နိုင်သူမရဲ့ဇာရွက်မှာတပွက်ခန့်ပြည့်နေပြီသို့တော်ရမ်းမိအရေးလက္ခဏာလုံးဝမပြဆက်ပြီးသာစဉ်းစားလိုက်ခြာရင်းလိုက်နေစိတ်ပါလက်ပါ လောက်ကင်နေသည်ကျွန်တော်ခုံနှန်းနေကြလျှောက်တော့ကဟိုဒီစောင်းငဲ့ကြည့်သည်အားလုံးပင်သူတို့မလုံနိုင်သောအရာတွေကြီးတကြောင်မြင်တကြောင်ရေးချနေသည်ကျွန်တော်ဆယ်ချင်းပြည့်အောင်ထိုက်ထိုး၍မရဘေ့စ်ဘောကိုဘဲဘက်ကွင်းစည်းကြော်အောင် ကျွန်တော်မရိုက်နိုင် ကျွန်တော်ကိုကြီးဆရရလေတခုတည်းနဲ့ဘယ်တော့မှမတင်တယ်နော်ဒီဟာတွေလိုက်ဖက်ကြည့်ပြီးကျွန်တော်သိကျင်လာသည်ဘာအတိတ်ပဲလဲဘာအတွက်ဒါရီရင်းနေကြတယ် ဒီကိစ္စဆီယမတ်ကိုမေ့ကြည့်ရင်ကျွန်တော်ဆုံးဖြတ်လိုက်သည်သို့တော့ဆီယမတ်အနီးရောက်လာတော့သူလက်ဓာတွေပဲတသက်မဲ့မဲ့ရင်းနေတာတွေ့ရသည်အနောက်ရှက်မပေးတာကောင်းပါတယ်ဟုတွေးမိပြီးတစိတစောင်းသာလှမ်းကြည့်မိသည်ဂျွန်ဤမိခင်ကိုဆီယမတ်နဲ့လာတွေ့ရင်ကျွန်မခေါ်ရင်မရတမီးအားကားတက်စီဖြစ်ရင်ကျွန်မခံရင်မရအလန်အားလက်တိအစားစကားကိုအသုံးပြုရင်ကျွန်မပြောရင်မရဘာကြောင့်ကလေးတွေရောဆီယမတ်ပါ အပြည့်သဘောဆောင်သည့်ကျွန်တော်ကျမလုံနိုင်သောအရာများကိုမရေးပဲအပြည့်သဘောဖြစ်သည့်မလုံနိုင်သောအရာများဆိုသည်ကိုရင်းနေရသည်ဆိုတာမေ့ကျင်လာသည်သို့တော့လက်တလောအခြေအနေမပေးသည်နှင့် နောက်ဖက်ပိုင်းရှိစော့စော့ကထိုင်ကုန်မှပင်အသာပြန်ထိုင်ကစိတ်ရအကက်ခက်နေမိသည်နောက်ထပ်10မိနစ်ခန့်သူတို့ရင်းနေကြသည် အတော်များများပင် စာမျက်နှာပြေးသွားကြသည် အချို့ကနောက်တစ်မျက်နှာဆက်ရင်းနေသည် အခုရင်းနေတဲ့တခုပြီးရင်တော့ပြီနောက်ထပ်ဆက်မင်းရင်းနဲ့တော့ဒွန်နာက ခလေးတွေကိုရင်နာခိုင်းလိုက်သည်ပြီးရင်မိမိတို့စည်းသားပြီးသားဆောင်ရွက်များကို ခောက်ပြီးယူလိုက်ကြရင်ညွှန်ကြသည်အဲ့ဒီနောက်ခလေးများအလုံးကျွန်တော်ကျမမလုံနိုင်သည့်အရာများရင်းမှတ်ထားသည့်ဆောင်ရွက်ခောက်အသီးသီးကိုဆီယမအနည်းရှိဖက်နက်ဘူးကုန်ထဲသို့ထည့်ကြသည်ခလေးများရဲ့ဆောင်ရွက်တွေစုံပြီးသည့်နောက်ဒွန်နာကသူမ၏မတန်းဆောင်ရွက်ကိုထည့်သည် ထို့နောက်ဘူးကုံကိုအဖုံးပိတ်လိုက်ပြီးရိုင်းကြမှညက်ကအခန်းပြင်သို့ထွက်လာသည် အပြင်ခန်းမအတိုင်းရှောက်သွားရာတပည့်တွေသူ့နောက်တန်းစီ၍လိုက်ကြသည်ကျွန်တော်လည်းသူတို့နောက်ကခန်းမကြီးအလေပိုင်းနားလောက်တွင်စတုကန်းရှိသည်ဒေါ်နာကစတုကန်းနဲ့ဝင်ရောက်ရှာဖွေပြီးကော်ပြားတစ်လက်နှင့်ပြန်ထွက်လာသည်ကော်ပြားကိုလက်တစ်ဖက်ကကင်ဖနဘူးကိုလက်တစ်ဖက်ကကင်ကတပည့်များကိုဥဆောင်လျက် ကြောင်ကစားခွင့်ဟိုးဝေးဆုံးဒေါန့်ပတ်စီတို့ဒေါနာချီတက်သွားသည်အဲ့ဒီနားမှာသူတို့တွင်တူကြသည်လက်ဆက်သက်တော့သူတို့မလုံနိုင်သောအရာများကိုမြေမြုပ်တကြွေရင်စီမံနေကြခြင်းပဲကိုခလေးတိုင်းလူလူကတစ်ချက်လောက်တော့ဝင်တူးကျင်ကြသဖြင့်သူတို့ကိုအလဲပေးနေရသည်ဖြစ်ရာတွင်တူးချင်း7မိနစ်ကျော်လောက်ကြာသွားသည်သုံးပေအနက်လောက်မှာတွင်တူးတာရက်သည်ကျွန်တော်ကျမမလုံနိုင်သောအရာများကို တွင်းအောက်ချီမှာနေရာချပြီးနောက်တွင် အလင်းမြန်မြေပြန်ဖို့ကြသည်။ဆယ်နှစ်၁၂နှစ်ရွယ်ကျောင်းသားကျောင်းသူ32ဦးလက်လက်ဆက်ဆက်တင်းညက်မြေပေါ်နှစ်ဘေးမှာရှက်ကြည့်နေကြသည်။သူတို့အသည်းသည်ဆံမျက်နှာအပြင်းများရှိသည့်မလုံနိုင်သောအရာတွေသည် မြေကြီးအောက်ရှိ ဖနက်ဘူးထဲတွင်ရောက်ရှိနေပြီ။သူတို့သာမဟုတ်ဆီယမ်မိုင်းမလုံနိုင်သောအရာများလည်းအဲ့ဒီထဲမှာပါသည်။ ဒီအချိန်ဆီယမကကြင်ညာသည်သားတို့သမီးတို့တယောက်နဲ့တယောက်လက်ချင်းချိတ်ကြအလုံးအုံညွန့်ကြချက်ချင်းပင်ကလေးများအလုံးတင်းညိုက်မြေပုံကိုပဝိုင်းကလက်ချင်းချိတ်တွဲလိုက်ကြသည်ဒီနောက်ခေါင်းနှင်ငုတ်ကဆီယမအတန်ကိုနားဆွင့်နေကြသည်ဆီယမဒေါနာကတေဆုံးသူအတွက်နှုတ်ဆက်စကားပြောကြသည်မိတ်ဆွေများဒီနေ့ကတော့ကျွန်ုပ်တို့ဟာကျွန်တော်ကျမမလုံနိုင်သောအရာများအတွက် နောက်ဆုံးနှုတ်ဆက်စကားဆိုဖို့စူဝေရောက်ရှိနေကြခြင်းဖြစ်ပါတယ်။သူဟာဒီကဘာမြေမှာကျွန်တော်တို့နဲ့အတူသက်ရှိထင်ရှားရှိစဉ်ကကျွန်တော်တို့ရဲ့ပေါ်များအပေါ်ရှိတ်ခတ်လွှမ်းမိုးမှု ရှိခဲ့ပါတယ်။တချို့လူများအပေါ်မှာဆိုရင်ပိုတောင်လွှမ်းမိုးခဲ့ပါတယ်။သူ့ရဲ့အမိနာမကိုစာတင်ကြောင်းတွေမျိုးတော်ခမ်းမတွေပြည်နယ်လွှတ်တော်ရုံးတွေသာမကသမရအိမ်တော်အထိအပါဝင်ဖြစ်တဲ့အများပြည်သူဆိုင်ရာ နေရာဌာနတိုင်းမှာ ပြောဆိုနေခဲ့ကြရကြောင်းဝမ်းနည်းစွာ ပြောကြလိုပါတယ်။ယခုဒီခဏမှာတော့ကျွန်ုပ်တို့ဟာကျွန်တော်ကျမမလုံနိုင်သောအရာများအတွေ့နောက်ဆုံးလဲလျောင်းညာနေရာကိုသတ်မှတ်ပေးလိုက်ပါပြီ။သူ့အတွက်ကပီးကြောက်စာတိုင်းတတိုင်းလဲအစဉ်သင့်ရှိနေပါပြီ။သူ့ကိုယ်လုံးသားမိနောက်သူ့ရဲ့မောင်ညီညီမများဖြစ်တဲ့ကျွန်တော်ကျမလုံနိုင်ပါတယ်။ကျွန်တော်ကျမလုံပါမယ်။ အခုအချက်ချင်းကျွန်တော်ကျမထားလို့မယ်တို့ကြည်ရင်ခဲ့ပါတယ်သူတို့ကတော့ကွန်လွန်သူလောက်လူသိမများမထင်ရှားကြပါဘူးသူ့လောက်လည်းတကိုးစွမ်းအားမကြီးမကြပါဘူးသို့တော့တနေ့မှာတော့သူတို့ဟာမိတ်ဆွေတို့ရဲ့အကူအညီနဲ့တကိုးစွမ်းအားထပ်လာပါလိမ့်မယ်သူတို့ရဲ့ကွန်လွန်သူတားချင်းထက်တောင်းပိုကြီးချေထင်ရှားတဲ့လောက်ရတွေဒီကဘာပေါ်မှာထင်ရှားပြသပါလိမ့်မည်ကျွန်တော်ကျမမလုပ်နိုင်တော့အရာများသည် ထာဝရငြိမ်းချမ်းစွာ နားနေအိတ်ဆက်နိုင်ပါစေသတည်းသူမရှိသည့်နောက်တွင် လူအလုံးတို့ပင်မိမိတို့ဘဝကိုမိမိတို့ထူထောင်က ရှေ့သို့တန်လှမ်းနိုင်ကြပါစေသတည်းထိုနေ့ကဇဗနအခမ်းအနားတွင်ဆီယမဒေါနာပြောကြားခဲ့သည့်စကားများကိုနားထောင်ပြီးသူမ၏တပည့်ចောင်းသူចောင်းသားလေးများအဖို့သည်ဒီကနေ့အတွေ့အကြုံကိုဘယ်တော့မှမိပြောက်နိုင်ကြလိမ့်မည်မဟုတ်ဟုကျွန်တော်သဘောပေါက်နေခဲ့မိသည်ထိုနေ့ကသူတို့လောက်ရသည် ဘဝအတွက်အလွန်တန်ဖိုးရှိသည့်အနှံ့အဓိပ္ပာယ်တွေအများကြီးပါသောသင်္ကေတလုပ်ရက်တစ်ခုဖြစ်သည်အဲ့ဒီနေ့အတွေ့အကြုံသည် သူတို့၏တိစိတ်ထဲမှရောမတိစိတ်ထဲမှပါထာဝရဆွက်ကတေးအောင်သွားမည်လက်ရအုံနောက်ချမ်းအတွေ့အကြုံတရက်ပင်ဖြစ်သည် မလုံနိုင်သော အရာများကိုရည်သားခြင်း၎င်းတို့ကိုမြုံနံကြိုးခြင်းကွယ်လွန်သူအတွက်နှုတ်ဆက်စကားပြောကြခြင်းစသည့် လုံရိုးလုံစင်မဟုတ်တော့အလုံများကိုတမင်တကာစီစဉ်လောက်ကန်ရသည်မှာဆီယမတအုပ်အဖို့လွမ်းမီမဟုတ်ပါသို့တော့ဒိုနာကတော့ထုံများနေပြီမကြီးနေသည်နောက်ဆက်စကားပြောကြပြီးသည့်နောက်တွင်တပည့်များကိုစာသင်ခန်းသို့ပြန်လည်ချီတက်စီပြီးဇပနအထိတ်အမှတ်ဆက်တော်ဘော်ဒီရဲ့ကျင်းပါသည်မလုံနိုင်သောအရာများကွဲလွန်ခြင်းအထိတ်အမှတ်အဖြစ်ကွကီပြောင်းမှုပေါက်ပေါက်နှင့်တည်တည်ဖြော်ရည်များ သူတို့စားတော့ကြသည် အထိတ်မဲ့ပွဲဤအစီအစဉ်တရက်အဖြစ်ဒွန်နာကကက်ထူစကူချက်ကြီးတစ်ခုကိုဖျက်တော့ကကပီးကြောက်စာတိုင်းတစ်ခုပြုလုပ်သည် ကျွန်တော်ကျမမလုံနိုင်တော့အရာများဟုသောနာမည်စလုံးကိုစာချက်အထက်ပိုင်းတွင်ရေးပြီးကွယ်လွန်သောနေ့ရက်ကိုအောက်၌ရေးထိုးသည် စကူကပီးကြောက်စာတိုင်းကိုဒွန်နာဤစာသင်ခန်း၌ထုံးတက်နေလုံး ဆက်လက်ချိဆွဲထားသည် ရှာရှာပပတခတ်တည်းရင်ကျန်းသားတရုတ်တလီက ကျွန်တော်ကျမမလုံနိုင်မှာဟူသောစကားကိုရောင်မပြောဆိုမိပါကဒွန်နာကအစွန်ပါတင်းချိုင်းကြောက်စာကိုလှမ်း၍ညွန်ပြလိရှိသည်ဒီအခါတပည့်ဖြစ်သူလည်းမလုံနိုင်သောအရာများသိဆုံးသွားခဲ့ပြီဟူသည်ကိုချက်ချင်းပြန်လဲအမဲရကမိမိ၏စကားကိုပြန်ပြင်မိရအမြင်ဖြစ်သည် ကျွန်တော်ကဒွန်နာဤတပည့်တူမဟုတ်ပါ။သူမသာလင်ကျွန်တော်ဤတပည့်ဖြစ်ခဲ့ဘူးပါသည်။သို့သောထိုနေ့ကမူတသက်မမေ့နိုင်သည့်တငန်းစာတစ်ခု သူမထံမှ ကျွန်တော်ရရှိခဲ့ပါသည်။နှစ်ပေါင်းများစွာကြာပြီးသည့်နောက်ဒီကနေ့ကာလတိုင်အောင်ပင်မလုံနိုင်ပါဆိုသော စကားတစ်ခုကြားမိတိုင်းစတုတ္ထတန်ចောင်းသားចောင်းသူလေးများ၏ဇပနအခဏာကိုကျွန်တော်ပြင်လင်းမြင်ရောက်မိရမည်ဖြစ်သည်။ ထောက်ကလေးများဤတို့ပင်မလုံနိုင်သောအရာများတည်ဆုံးခဲ့ပြီးပြီဆိုသည်ကို ကျွန်တော်အမှတ်ရနေမိပါသည်